ားစုကဘယ်လောက်ထိတန်ဖိုးရှိလဲဆိုတော့တန်ဖိုးဆိုတာကိုမချေမဖြတ်နိုင်မိသားစုเนี่ยလေမချေရဘဲတော့တော့လက်ရှိအတွေ့အကြုံကတော့ဖေးမရှိတော့တဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အမေကိုကိုယ့်ရဲ့ရှိတဲ့အချိန်အမေအတွက်ရှိတဲ့အချိန်အချိန်ဆိုတာလူ့ဘဝနဲ့တူတယ်ပေါ့နော်ဆိုတော့ဘယ်ချိန်အမေနဲ့ငါခွဲရမှလည်းမသိဘူးမင်းပြန်ခွဲရမှလားဆိုတဲ့စိတ်နဲ့ပဲအမေကိုပြုစုဖြစ်တယ်ရှောက်လေဖြစ်တယ်အမေနဲ့တော်တော်လာလာလုပ်တယ်ဖေးသွားသွား ပြလာလာအမေအမြင်တန်းပါတယ်မောင်လေးကိုခေါ်တယ်ခုဆိုလို့ရှိရင်ဟိုမိသားစုလိုက်ရှောက်ရှောက်ပြီးလဲကြတယ်အဲ့လိုမျိုးဒီလောက်ဖြစ်တယ်ဟုတ်ကိုမရှိလို့မဖြစ်ဘူးဆိုတော့စိတ်ကတော်တော်ပင်ပန်းတယ်တော်တော်ကိုပင်ပန်းတယ်ဘယ်မှတခါလေငါအဲ့ရတဲ့မြလဲသွားလို့ရှိရင်ငါမိသားစုဘလို့မြန်ရက်တည်မလဲအော်အခုဆိုရင်ရွာထဲမှာတချို့ဆိုရင်ရွယ်တူကောင်မလေးတယောက်ရှိပါတော့လေးဖြတ်သွားတာလေးဖြတ်သွားတော့သူ့အိမ်မှာဆိုရင်လေ तू ကဟိုဘယ်လိုပြောမလဲ तू ကအားကိုးရတော့ အော်သူလဲွားတော့သူ့မိသားစုကလုံးဝမထောင်နိုင်တော့ဘူးငါအမေငါသာတခုဖြစ်သွားရင်ငါမိသားစုနဲ့ငါအမေကအခုလိုပြန်ဖြစ်သွားမှလားမသိဘူးပေါ့မချေကတချို့တွေကပြောရယ်နော်တခါဆင်းရဲဘူးတဲ့သူကထပ်ဆင်းရဲမှမကြောက်ဘူးလို့ပြောတာမဟုတ်ဘူးတအားကြောက်တယ်ဒီလားကြုံမှုတဲ့လူကပိုကြောက်တယ်ဆင်းရဲတယ်လူအနေခံရတယ်ကိုစကားကဘလောက်ပဲမှန်မှန်အရာမထင်ဘူးအော်မန်တက်တဲ့အတူတူတွဲဝင်သွားရင်တော့မှရွှေဝစ်ထားတဲ့သူနဲ့ ဘာမှမရှိတဲ့လူနဲ့မတူရွှေဝတ်ထားတဲ့လူကဘလောက်ပဲမဲမဲဘလောက်ပဲအယောင်မထွက်ထွက်တိလားရွှေမဝတ်ထားတဲ့လူကဘလောက်ပဲလှနေပါစေနော်ရွှေဝတ်ထားတဲ့လူမြန်မာတက်တယ်လားဟဲလှလိုက်တာလာဒီနန်းထိုင်းနေကိုမြန်ဝင်သွားလပခွက်တော့ကိုစီမရဘူးဒီလားအလူမှာအကြုံဘူးတယ်ဒီလားအဲ့လိုမျိုးတားစုကတော့မချေဘဝအတွက်တံမိုးအထားရဆုံးပဲဘာနဲ့မှလည်းတံမိုးမဖြစ်နိုင်သလိုတံမိုးလည်းအထားရဆုံးပဲအမေအတွက်နဲ့ညီမလေးအတွက်နဲ့မောင်လေးအတွက်ဆိုရင်ဒီ အသက်တောင်ပေးရတယ်။ကြောင်ဒီနေ့ကတော့ဒါမက်ချေဟုတ်မက်ချေမက်ခိုင်အဲ sorry မက်ချေမက်ခိုင်တချင်းဒီလာရိုက်တာပေါ့နော်ဒီမန္တလေးမှာပဲဟုတ်တက်ခိုင်ပြကတော့ဒီဒိုက်တာပေါ့နော်ဒိုက်တာမန်နေဂျာသူကဒယ်ရီကနေမှာဖုန်းဆက်ပြီးတော့မှာတမိဒီတချင်းလေးကောင်းနေတမိနဲ့လည်းလိုက်တယ်ပေါ့နော်မက်ခိုင်ကိုက်တာလေးပေါ့ တမိကလည်းမချဲဆိုတော့ဗောနော်မမပုံစံဖြစ်နေပြီဆိုတော့ဒီတချင်းလေးနဲ့တမိနဲ့လိုက်တယ်တမိရိုက်ပါလားဆိုတော့အမအဲတချင်းလေးကိုပို့ပေးရဗောနော်နားထောင်ပြီးတော့မှရိုက်လဲရိုက်ချင်တယ်ဆိုတာနဲ့ဒေဒီကလည်းရိုက်ဖို့ပြောတာနဲ့လည်းဖြစ်တာပါဟုတ်ကိုယ့်ရဲ့ခံစားချက်ကလားဟွန်းညီမလေးမခိုင်မဖြစ်ချင်သေးဘူးဟုတ်ကြဟွန်း အသက်ကငယ်သေးရဲ့လေတိတ်မကြည့်သေးဘူးဆိုတော့အဲ့လိုမမလိုခေါ်ခံရတဲ့ခံစားချက်တိတ်မကြိုက်မောင်လေးလည်းမကြိုက်ကိုကြီးတွေကလားကြတော့ကိုကြီးလည်းဘာမှမကောင်းကိုကြီးလည်းမကောင်းဘာမှမကောင်းမယူတာကောင်းတယ်ပေါ့နော်အဲ့လိုမျိုးတယောက်တည်းအေးအေးဆေးနေတာကောင်းတယ်အာမောင်လေးတွေကိုမကောင်းဘူးဆိုတော့ကြာကိုကလိုက်ပြီးမချော့နိုင်ဘူးပြီးတော့မမလည်းမဖြစ်ချင်ဘူး အကိုကြီးကိုကြားလဲကိုကြီးရဲ့အသက်ကိုခွဲတယ်လေခွဲတယ်အသက်ကငငယ်တော့ပေါ့နော်အဲအဲ့လိုဆိုကြတော့အဲ့မှာကိုကြီးရဲ့ပေးတော့ဒဏ်ရာလေးရအောင်တော့ကိုကြီးကြိုက်စားရင်ငိုတာခမင်းစားရင်ငိုတာထူကြရတယ်အဲ့လိုမျိုးစားလဲစားရင်ငိုလဲငိုတယ်အော်လဲအော်တယ်အဲ့လိုမျိုးအဲ့လိုငငယ်ရပေါ့ဟိုကတော့ကအမ်20 21နှစ်လောက်ကပြီးခဲ့လေးနှစ်လောက်ကပေါ့ဟိုကဒီရပဲဒါပထမဦးဆုံးအခြေအနေနဲ့ပတ်သက်ပြီးမေးခံရတာပေါ့နော် အခြေအနေပတ်သက်ပြီးတော့မချေကတိတ်ပြီးတော့အဘက်ကိုအာရုံမလာသေးဘူးနံပါတ်၁ကမိသားစုအာမိသားစုပေါ့နော်အမေမောင်လေးညီမလေးမိသားစုနံပါတ်၂ကစီးပွားရေးကိုဘယ်လိုစီပြောင်းလုပ်ရမလဲသူတို့ဘဝလေးဘယ်လိုတိုးတက်အောင်လုပ်ပြရမလဲကိုယ့်အောက်ကမောင်လေးနဲ့ညီမလေးရှိသေးရပေါ့နော်အဲ့တော့အမေကိုလည်းဟိုကိုမရှိလဲဖြစ်တယ်ဆိုရဲအလုပ်လေးပေါ့နော်ဒီခုကွင်းရဆိုင်ဖွင့်ထားတာကကြတော့မချေရှိမှဖြစ်တဲ့အလုပ်မျိုးအဲ့လိုမဖြစ်စေချင်ဘူးမချေမရှိလဲဖြစ်တယ်ဆိုရဲအလုပ်မျိုးကိုမချေက အမေကိုလှုပ်ပေးချင်တာပေါ့နော်ဟုတ်အဲ့အတွက်ကြောင့်အဲ့အချိန်ကြီးဘက်ကိုအလောက်ကြီးတိတ်မလဲသေးပါဘူးအမေကိုပို့ပြီးတော့အစ်တီချက်အဆင်ပြေအောင်ထားချင်သေးလို့စူးစမ်းပါဦးမယ်ပြည့်စုံတယ်မက်ချ်အတွက်ကပြည့်စုံတယ်ငါ28နှစ်ရဟုတ်ပေါင်လေးရလည်းချစ်တယ်ညီမလေးရလည်းချစ်တယ်ပြီးကြတော့ရောင်းမရလည်းချစ်တယ်အမေကအချစ်ဆုံးမိသားစုကဘယ်လောက်ထိတန်ဖိုးရှိလဲဆိုတော့တန်ဖိုးဆိုတာကိုမက်ချ်မဖြတ်နိုင်မိသားစုနဲ့ရလေမက်ချ်ကဘဲတော့တော့လက်ရှိအတွေ့ရကြတော့ဖေးအေးမရှိတော့တဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့အမေကိုကိုယ့်ရဲ့ရှိတဲ့အချိန်အမေအတွက်ရှိတဲ့အချိန်အချိန်ဆိုတာလူ့ဘဝနဲ့တူတယ်ပေါ့နော်ဆိုတော့ဘယ်ချိန်အမီနဲ့ငါခွဲရမှလည်းမသိဘူး။မနေ့ပြန်ခွဲရမှလားဆိုတဲ့စိတ်နဲ့ပဲအမေကိုပြုစုဖြစ်တယ်။ရှောက်လေဖြစ်တယ်။အမေနဲ့သွားသွားလာလာလုပ်တယ်။ဘယ်သွားသွားဘယ်လာလာအမီအမြဲတမ်းပါတယ်။မောင်လေးကိုခေါ်တယ်။ခုဆိုလို့ရှိရင်ဟိုမိသားစုလိုက်ရှောက်ရှောက်ပြီးလဲကြတယ်။အဲ့လိုမျိုးတွေလုပ်ဖြစ်တယ်ဟုတ်။ကိုမရှိလို့မဖြစ်ဘူးဆိုတဲ့စိတ်ကတော်တော်ပင်ပန်းနေ။တော်တော်ကိုပင်ပန်းနေ။ဘယ်မှ တခါလေငါအဲ့ရတဲ့မြန်လဲသွားလို့ရှင်ငါမိသားစုဘလို့မြန်ရက်တည်မလဲအခုဆိုရင်ရွာထဲမှာတချို့ဆိုရင်ရွယ်တူကောင်မလေးတယောက်ရှိပါတော့လေးဖြတ်သွားတာလေးဖြတ်သွားတော့သူ့အိမ်မှာဆိုရင်လေ तू ကဟိုဘလို့ပြောမလဲ तू ကအားကိုးရဆုံးအော် तू လဲသွားတော့သူ့မိသားစုကလုံးဝမထောင်နိုင်တော့ဘူးငါအမေငါတာတခုဖြစ်သွားရင်ငါမိသားစုနဲ့ငါအမေကအခုလိုပြန်ဖြစ်သွားမှလားမသိဘူးပေါ့မချေရတချို့တွေကပြောရင်နော်တခါဆင်းရဲဘူးတဲ့သူကထပ်ဆင်းရဲမှမကြောက်ဘူးလို့ပြောတာ မဟုတ်ဘူးတအားကြောက်တယ်ဒီလားကြုံမှုတဲ့လူကပိုကြောက်တယ်ဆင်းရဲတယ်လူအနိုင်ခံရတယ်ကိုစကားကဘလောက်ပဲမှန်မှန်အရာမထင်ဘူးအော်မန်တတဲ့အတူတူတွဲဝင်သွားရင်တော့မှရွှေဝစ်ထားတဲ့သူနဲ့ဘာမှမရှိတဲ့လူနဲ့မတူရွှေဝစ်ထားတဲ့လူကဘလောက်ပဲမဲမဲဘလောက်ပဲအရာမထွက်ထွက်တိလာရွှေမဝတ်ထားတဲ့လူကဘလောက်ပဲလှနေပါစေ။နော်ရွှေဝတ်ထားလူမြန်မာတက်တယ်လား။ဟဲလှလိုက်တာ။လာဒီနန်းထိုင်းနေကိုမြန်ဝင်သွား။ လက်ဖက်ခွက်တော့ကိုယ်စီမရဘူးဒီလားအလူမှာအကြုံဘူးတယ်ဒီလားအဲ့လိုမျိုးမရှိတော့နော်မရှိတော့ကလည်းမခေါ်ဘူးအခုရှိရောလည်းမခေါ်ဘူးကြိုပြောရတာဒီကနေရှိရောလည်းမခေါ်ဘူးခေါ်တဲ့လူတွေကတော့ခေါ်တယ်ပေါ့ကိုယ့်ကိုချစ်တဲ့သူတွေတမင်ရောကြချစ်ချင်းမုန်းချင်းမရှိတဲ့လူတွေကတော့ကိုယ့်ကိုခေါ်တယ်အာဒါဟိုချစ်တဲ့သူလည်းခေါ်တယ်ပေါ့နော်အဲ့လိုပြောမှခဏလုံးဝကိုယ့်ကိုမုန်းလဲမမုန်းဘူးချစ်လဲမချစ်ဘူးဆိုတဲ့သူကကိုယ်အစဉ်ပြေတာလေးကိုကြည့်ပြီးဝမ်းတာတယ်အဲ့တဲ့နည်းနည်းမုန်းတဲ့လူကတော့ဝမ်းတာဘူးပေါ့ကွယ် အမခေါ်နိုင်မပြောနိုင်လေးဒီဖြစ်တော့လဲမခေါ်ခံရဘူးပေါ့မရှိတော့လဲမရှိလို့ပြုံးမိဘူးအဲ့နှောင်းကတော့လေဟိုဟာဝမ်းနေတယ်အဲ့နှောင်းကတော့ဝမ်းနေတယ်ဩအဲ့လိုတူတူမန္တရအတူတူဝင်တာဟုတ်နှစ်ယောက်အတူတူဝင်သွားတာဆိုတော့အဲ့ချိန်မှာရောဘာဖြစ်လို့ငါ့ကိုမခေါ်လဲမသိဘူးငါဆင်းရဲလို့လာပေါ့တယောက်မှမမခေါ်တာအဲ့လိုမျိုးအဲ့လိုအပြိုတွေအများကြီးရှယ်ဆိုတော့မှတယောက်ကမှကိုယ်လှမ်းခေါ်ခြင်းမလုပ်တော့အဲ့လိုမျိုးအားငယ်တဲ့စိတ်နဲ့ပဲ ဟိုအလှူတွေပိုင်တို့ပြီးလို့ရှိရင်ကွန်းအိတ်တွေလက်ဖက်တွေဆေးရတယ်အဲ့ဆေးတဲ့အချိန်ထိအောင်မချေမနေနိုင်ဘူးမချေကအဲ့တော့ကနမရတင်းမော်ဆွေကိုမချေနမရတင်းမော်ဆွေဆိုတော့အဲတင်းမော်ဆွေဆိုရင်ကိုအဲ့ဒဏ်ရိုက်ခံတာဒဏ်ရိုက်ခံတာမိုက်ကြီးနဲ့អော်ပြီးတော့အဲ့ပကန်းလေးဟိုပါကွန်းအိတ်တွေဆေးတဲ့အချိန်ထိမနေလို့ကိုကတော့ကိုအကြောင်းတရားနဲ့ကိုရှက်တာရောကိုမခေါ်ချင်တာပေါ့နော်အဲ့လိုမျက်နှာငယ်ရလို့ပြန်သွားတာတကယ်သူတို့ကကြတော့ခါတကူတို့မျိုးပြောအဲသူကဘလို့ပချမ်းတာနဲ့ပြောပြီးတော့ဒဏ်ရိုက်ခံရတော့အမှတ်တရား ီသားစုကတော့မချေဘဝအတွက်တန်ဖိုးအထားရဆုံးပဲဘာနဲ့မှလည်းတန်ဖိုးမဖြစ်နိုင်သလိုတန်ဖိုးလည်းအထားရဆုံးပဲအမေတွက်နဲ့ဒီမလေးတွက်နဲ့မောင်လေးတွက်ဆိုရင်ဒီအသက်တောင်ပေးရတယ်မပေးရဘူးဘာလို့ဆိုတော့ကောင်လေးကတယောက်မရှိတော့နောက်တယောက်ထက်ရှာလို့ရတယ်အမေကိုတန်ဖိုးထားတဲ့အတွက်ကြောင့်မချေလုံးသမျှအလုပ်လေးတွေအဆင်ပြေတယ်အဆင်မပြေဥမာ10ခုအလုပ်10ခု10မျိုး10ခုရှိတယ်ဆိုရင်တော့မချေ အာ၈ခုလောက်ကအဆင်ပြေတယ်၂ခုလောက်ပဲအဆင်မပြေတာပေါ့နော်အဆင်မပြေဘူးဆိုတာလည်းမလုဖြစ်တာမဟုတ်လုဖြစ်တယ်နည်းနည်းအထင်းငော့လေးရှိရပေါ့အလုံးဆိုတာအလုံးဆိုတာနာမည်ရမှအလုံးပါဆိုနည်းနည်းများတော့ခက်ခဲလေးတော့တွေ့တာပေါ့နော်ဒါပြန်မိဘပေါ်တိတတ်တော့သွားလေရမှလူချိလူခင်ပေါ်တယ်မုံကျွေးတယ်မန်းလေးလာရင်ပတ်စံတပြားမကုန်မုံနေစားရတယ်ကျွေးကြတာကိုလာရင်ကိုလာရင်ကိုအဲ့လို အဲအဲ့လိုမျိုးအဲ့လိုယောက်ျားလေးတွေကကြွေးရတော့မဟုတ်ဘူးအဲညီမလေးမမောက်ကြွေးချင်းလို့မန်လေးရောက်နေရလားမန်လေးရောက်နေရလို့တိတော့တင်တာနဲ့အာအေးလာတိုက်ရတဲ့လူမှုနဲ့အဲ့လိုပင်နေတာသွားစားမယ်အကောင်းသားဆိုင်မှာကြွေးမယ်ညီမလေးဆိုအာနာပြီးတော့မှမစားတဲ့လိုက်ရတဲ့အမတွေရှိရပေါ့အဖေတော့ကတော့စိတ်မကောင်းဖြစ်တယ်အဖေတော့ကအဲ့လိုပြန်လဲမတွေးချင်ဘူးပြန်လဲမတွေးချင်ဘူးဒါကြောင့်လဲဆိုတော့နောင်ဘွားဆိုအများရှိခဲ့ရင်အဖေကိုပြေးပြေးစုံထားနိုင်တဲ့ သမီးကောင်းတယောက်ဖြစ်အောင်ကြိုးစားပါအောင်လေအဲ့စကားလွယ်ပြီးတခြားစကားပြောစရာကိုအဖေတော်ကမရှိတော့တာအဖေကောင်းရမွန်ရရောက်လောက်ပါပြီမချေအဖေတော်လည်းကုစုကောင်းမွေလည်းအများကြီးလုပ်ပေးပါတယ်ဟုတ်အဖေကိုကောင်းအဖေကိုမချေပထမဦးဆုံးကဆိုင်ကယ်လေးဝယ်တာဆိုင်ကယ်စိုက်ကလုံးလေးစိုက်ကလုံးလေးကနေကလစ်ဘိန်းလေးအဲ့ကလစ်ဘိန်းလေးကြတော့အဖေမောင်းလိုက်ရတယ်စီးလိုက်ရတယ်ကားမှာအဖေကမမီတော့တာအဲ့ကားပထမဦးဆုံးဝယ်လာတဲ့နေ့ကတော့ငါအဖေနဲ့ကားပတ်စီကျင်လိုက်တာအဖေသားရှိရင်ဒီကားကြီး အဖေစီးကပျော်မှာပဲဆိုပြီးတော့လေကိုဘွားနဲ့လည်းမတွေးခဲ့ဘူးဘူးမျော်လဲမမျော်လင်းခဲ့ဘူးဒါပေမဲ့ရအဲ့ကာကြီးဝယ်နိုင်လိုက်တဲ့အချိန်မှာကျတော့ပထမဦးဆုံးတတိယရတာကတော့အဖေအဖေနဲ့ကားပတ်စီးကျင်တာပေါ့နော်မပြေတော့ပါဘူးကားကြောင်လားမပြောခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့မချေတို့ဘွားကအဖေရှင်တော့ကအဖေကမချေတို့ငငယ်တော့ကတောင်ပေါ်တွေတက်မိသွေးတွေဖောက် အဲ့လိုမျိုးတွေအဖေကဘဝကျဉ်းကျန်းတန်းတန်းအချိန်မှာအဖေကအတူတူဖြတ်တန်းခဲ့ရပြီးတော့တကယ်ကိုကိုလှုပ်ကျင်နိုင်တဲ့အချိန်တွေရောက်ပြီဆိုတော့မှအဖေကမရှိတော့တာအဖေကကန်ဆိုးတာအဖေကအဖေကလည်းတောက်တယ်လေအဲ့နဲ့အရက်တောက်တော့အဲ့လိုအရက်ကြောင့်အသေးမရှိတော့တာအသေးကိုမရှိတော့တာအကုသေးတယ်မရတော့တာပေါ့အမှတ်တရတစ်ခုတော့ရှိရဲ့အဲ့ဒါကအဲ့လိုခွေးတွေပိုင်ကြိုက်တာတော့မဟုတ်ဘူးဆိုင်ကယ်လဲတာအသားဖန်နေအောင်အတူတူဆိုင်ကယ်စီးရင်းနဲ့အဖေကမောင်းတာပေါ့နော် အဲ့တော့ဆိုင်ကရုပ်ဆိုးလေးနဲ့ရွာလန်းနေဆိုတော့ဆိုးတယ်လေအဲကျန်းနေဆိုတော့ဘွက်တင်နဲ့မိုးရစီမှာအဲ့လိုမျိုးဆိုင်ကကြီးကိုလဲကြွားသွားပါတော့ဆိုင်ကလဲကြွားမှာသူ့ချောက်ကြီးကလေအဲ့လိုခြေသေးကြီးကလန်းပြီးတော့လေသူ့မှာလဲဆုပ်ပြန်နေတာတမီးကအဝေးကိုလွန့်သွားဘွက်ထဲကိုကြာတာလှဲလန်းနေဒီဘက်ကဘွက်ရှိရဲ့အဲ့ဘွက်ထဲကိုကြာသွားတော့ဘွက်ထဲမှာတမီးကလူးနေရဖေကဆိုင်ကကြီးနဲ့ပါသွားတမီးကနောက်ကကြကြနေခဲ့တာပေါ့အဲ့ဒီမှာသူ့ကိုသူမငယ်ပန်းတယ်လေဆိုဟောအိုင်းရဲ့ဆင်းလာဆင်းလာပြီးအတမိရလာရလာရလာနဲ့ သူဖြစ်တာတောင်မှမငယ်ဘဲနဲ့ကိုသမီးကိုအစွတ်တွေဘွက်တွေခါပေးနေသူ့ကိုသူဖြစ်တာတောင်မှသူခယူးမဆိုင်ဘူးနော်အဲ့ဒါတော့ဘဝမှာအမှတ်ရတော့မယ်အဖေနဲ့အဖေနဲ့လှဲလဲမှာပေါ့ဆိုင်ငယ်မောက်တာပို့ပြီးတော့အဖေကအဟီးရိုးပို့ဖြစ်တယ်အဖေကတာသမီးသုံးယောက်ထဲမှာမရှိဘူးအချစ်ဆုံးတမီးအကြီးဆုံးလည်းဖြစ်တော့လေအဖေကအဖေတည်းကတမီးအကြီးဆုံးကိုပို့ချစ်တယ်လေတမီးကိုပို့ချစ်တယ်ပြီးတော့မချေကအကြီးဆုံးလည်းဖြစ်တော့ဘာလို့လို့မချေတို့မောင်နှမသုံးယောက်ရှင်မချေကသူတို့နှစ်ယောက်ကိုရိုက်လေမချေကမှန်တယ် သုံးအောင်စလုံးအပြစ်လို့ရင်မချက်တစ်ချက်သူတို့တယောက်နှစ်ချက်တည်းရိုက်ခံရတာဂရီပေးတာယောက်ျားမယူသမီးပြိုကြီးလုံးမယ်ဆိုပြီးတော့လေအဲ့ဒါလေးတခုတော့ဂရီပေးခဲ့တယ်ဟုတ်သမီးယောက်ျားမယူတော့ဘူးလို့သမီးအမေနဲ့ပဲနော်အမေကိုဂူးဆိုင်မယ်မောင်လေးညီမလေးပေါ့ဂူးဆိုင်မယ်လို့ပဲအဖေမဆုံးခင်မှာအဲ့လိုလေးပြောလိုက်တာပေါ့ပြန်လဲမတွေးချင်ဘူးပြန်တွေးတိုင်းလဲဝမ်းနေရဘွားမှာအရင်ကွဲရဆုံးနဲ့ခံစားရဆုံးပေါ့ကဘာပြတ်တယ်လို့ခံစားရတယ် မိဘဆိုတော့လေဘာလုပ်ပေးလို့လုပ်ပေးရမြန်လည်းမသိဘူးအဖေကလူတယောက်ဘာမှသိမတော်သားမဆက်လူတယောက်ကိုရှိမှတေဝိုင်းတော့စိတ်မကောင်းဖြစ်တယ်ကို့အဖေကို့လက်ကြီးပေါ်မှာတေသွားတော့ဘယ်ပြောမှာအဲ့နေရာကဘာပြတ်တဲ့နေလို့ပဲခံစားရတာတော့ဘာမှလုပ်မပေးနိုင်ဘူးဆိုတဲ့ခံစားချက်ကြီးကလည်းပိုဆိုးတယ်ငါဘာမှလုပ်မပေးနိုင်တော့ဘူးဆိုတဲ့ခံစားချက်ကပိုဆိုးရဲ့ဘာမှလည်းအဲ့လိုမျိုးဖျားမှာတပါအားကိုရမရှိဆိုတော့အဖေဆုံးကနေကြတော့အဲ့လိုမျိုးပေါ့တိတယ်လေဘာအဖေမရတော့ဘူးဆိုတာကိုတိတော့ တရားကွေလေးအဖေရှိမှာတရားကွေလေးဖွင့်ပြီးတော့အဲ့တော့ကတော့တာမိတွေတွေခေါင်းငင်းဆိုင်ပြီးတော့ငိုတာပေါ့အဖေမရှိတော့ဘူးလို့တော့အဖေဆိုတာတာသမီးရဲ့အတွက်ဝင်းထရံကြီးလိုပဲအဖေဆိုတာအိမ်ဝိုင်းတဝိုင်းမှာအဓိကဝင်းထရံပဲဝင်းထရံကောင်းရင်အပြင်လူဝင်မလာဘူးအဖေဆိုတာဝင်းထရံကြီးလိုပဲအမေဆိုတာလည်းကို့အတွက်အိမ်တလုံးလိုပဲကို့ခိုရာပေါ့နော်ကို့ရဲ့ခန်းစားချက်ကအဲ့လိုမျိုးအဝင်းထရံကြီးမရှိတော့တဲ့အချိန်မှာဝင်းကျင်တယ်ဝင်းကျင်တဲ့လူတွေကစမ်းကျင်တယ်ဝင်းကျင်တယ် အမေကလည်းအဲ့ဒါမုဆိုးမဖြစ်သွားပြီဆိုတော့လေဟိုဟိုတမိဖြစ်သူကလည်းအပြူကိုဖြစ်လာတော့အများကြီးကြုံရတာပေါ့နော်အဖေမရှိရတာဒါအဖေသားရှိရင်ဒီလိုမျိုးတွေဖြစ်မှာမဟုတ်ဘူးဆိုရဲအဲ့ဒါတမိပဲသိရအမေတောင်မသိဘူးတမိပဲသိရအကြီးဆုံးဖြစ်